အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာဆင်ဖြူကျွန်းအောင်သိန်းရေးသားတဲ့စိုင်းကလေးတွေဆိုတဲ့ဝတ္ထုတိုးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းသိန်းကြီးဖြစ်ပါတယ်ကုံစည်းတွေကတိတ်ပြီးတက်ပါငလားဟုတ်ပါရဲ့ကွာအစားတောက်တွေကဆိုရင်ငွေခဲကိုကင်စားနေရတယ်လို့ပဲဟေးယနေ့ချိန်တွင်ရှေရေးကို လေးလေးနက်နက်တွေးတောတတ်သူတိုင်းဒီအထက်ပါအတိုင်းသာညင်းညူကြ၏ အထက်ပါအတိုင်းသာစိတ်ပြက်စွာမြည်တမ်းကြသည်ခေါင်းရွက်ပြတ်ထိုးဈေးတဲ့ကလေးများမှအစကုံတိုက်ပိုင်ရှင်ကြီးများထီသည်လေအယောင်းဝယ်ထိုင်းမိုင်းမှုအတွက်ညင်းညူကြသည်သာဖြစ်၏ကျွန်တော်နေထိုင်ရာကဘာကြီးရက်ကွက်တွင်လမ်းမမျက်နှာစာဘက်၌မူလာကဗမာပိုင်ဆိုင်ကလေးများသည်အရှူရှူပေါ်ပေါက်လာခဲ့လေသည်ယနေ့အချိန်တွင်ဗမာဆိုင်ဟူ၍လုံးဝမရှိတော့သောဘဝသို့ဆက်ရောက်ရလေပြီ။ ရောင်းဝယ်မကောင်းလို့ဖြစ်မှာပေါ့ဟု၍ထင်မြင်ချက်ပေးကြပေလိမ့်မည်တို့ရတွင် ရောင်းဝယ်မကောင်းခြင်းသည်စိုင်ပြုတ်ရခြင်းနှင့်လုံးဝမပတ်သက်ပါ၏အထက်ပါပြုတ်သွားသောဗမာဆိုင်များ၏နေရာတွင် စီကားတိုက်မြိုက်သော တရုတ်ဆိုင်များအသီးသီးအတကအတကပေါ်ပေါက်လာခြင်းကိုထောက်ရှုခြင်းအဖြစ်အရောင်းဝယ်ထိုင်းမှန်းခြင်းနှင့်စိုင်ပြုတ်ရခြင်းသည် လုံးဝမပတ်သက်ကြောင်းထင်ရှားနေပါ၏တို့ဖြစ်လျှင် စိုင်ပြုတ်ရခြင်းအကြောင်းကို ရှာဖွေရန်လိုလာပါတော့သည်စိုင်ပြုတ်ရခြင်းဤအဓိကအကြောင်းချက်မှာမိမိဤစိုင်းမတပါအနီးနား၌အခြားစိုင်မရှိတော့သဖြင့်စိုင်ကိုမြည်သို့ပင် ထားစေကမူဝဲယူစားသုံးသူများသည် မလာဘဲမနေနိုင်ဟုသောသဘောဖြင့်စိုင်ကို ပြစ်စလက်ခတ်ထားခြင်းပင်ဖြစ်သည်ဤကအလုတ်ကိုမလေးစားသောသဘောပင်ဖြစ်သည် တခါတည်းရန်ကြုံရဝင်ဝဲသောလူစားမျိုးဤ စိတ်ကျေနပ်မှုကိုမပေးနိုင်ခြင်းသည်လေလက်ပိတ်စေခြင်းတမျိုးပင်ဖြစ်၏ဆက်ဆံပုံမောက်မှတယောင်ယောင်ရှိခြင်း တီလွန်းခြင်းသည်လေဝေသူဤစိတ်ထဲမှခြင်သွားစေသောအချက်တစ်ချက်ပင်ဖြစ်သည် ထို့ပြင်လူတဘောမှပတ်စံငါးပြားကိုအစွန့်ခံအားပေးပြစ်လိုက်ဖို့အကြိုးကြားကြသွား၍ပြန်မကောက်ပဲနေဖို့အတွက်ဝန်မလေးတော်လေဈေးဝယ်ရာတွင်ကပတ်စံငါးပြားကွာမှုအတွက် နီးရဆိုင်ကိုမဝဲပဲငါးပြားတက်တာသည့်ဆိုင်သို့တစ်ဖာလုံးနှစ်ဖာလုံးမျှခြေညောင်းခံပြီးရှောက်တက်ကြသည်စင်စဲပတ်စံငါးပြားကိုနှမျောသည့်အတွက်ကြောင့်လားဟုတက်တုချကြည့်လိုက်သောအခါမဟုတ်ပေမိမိဝယ်ယူသောကုန်ပစ္စည်းအတွက်ငါးပြားပို့ပေးရခြင်းသည် ရောင်းသူကမိမိအပေါ်တင်စည်းသည်လူလေလုတ်သည့်အထင်ရှိပြီးမခံခြင်းသောသို့မဟုတ်မာနတချင်းသာဖြစ်လေသည် လွန်ခဲ့သောတစ်နှစ်ခန့်ကကျွန်တော်တွေ့မြင်ခဲ့ရသောကိုရတဲ့တယောက်အကြောင်းကို ပြန်ပြောင်းအောင်မိမိ၏ကိုရဆိုင်တဲသည့်လုပ်ငန်းမှလည်းဝင်ငွေမသေးလာပြီကျွန်တော်ပေါ်ပြလက်တန့်သောကိုရတဲ့ဤအမိမှာတင်မောင်ဖြစ်၏မော်ဘီမြို့မှာတင်းငယ်သောမျိုးကလေးတစ်မျိုးပင် ဖြစ်တော်ညာလဲအဝေးပြေးကားများဖြတ်တန်းသွားလာရင် နားနေရာရန်ကုန်မော်ဘီသွားကားများစိုက်ကဲ့ရာနေရာဖြစ်သောဈေးနာတဝိုက်တွင်ကား မျိုးနှင့်စားသော အတော်စီကားသည်ဟု ဆိုနိုင်ပေသည်ဈေးအရှိပံကိုကိုပင်ရိတ်တွင်ဤအခါကကွန်းရဆိုင်ကလေးတစ်ဆိုင်ရှိ၏ဆိုင်မှာကုန်ပစ္စည်းဤကောင်းမှမှုအထားသို့တည့်ရမှုကိုဂယုမဆိုင်ပဲရောင်းသူဤမျက်နာကလေးတစ်ခွက်ကိုသာအမောတင်ရောင်းချနေသောကြောင့်ဖန်ပလင်းကိုလှုပ်ထားသောထုံးဟူသည်ပေးချန်နေ၏ရှားစည်းရည်ထဲသောအိုးမှလည်းရှားစည်းများဖြင့် စွန့်ထင်းနေပေသည်ဆိုင်အတွင်းပိုင်း၌လည်းဖွဲ့ဖွဲ့ရရခင်းကျင်းထားခြင်းမရှိပေဒီအခိုက်မှာမှတင်မောင်ကအစိုးပါအမျိုးသမီးဆိုင်ဤမြောက်ဖန်နာတွင်ကွန်ရဆိုင်တဆိုင် လာရောက်တီးခင်းလေတော်သည် သူကွန်ရဆိုင်ကအမျိုးသမီးကွန်ရဆိုင်ထက်တည့်ရမှုရှိ၏ထုံအိုရှားစီအိုးများမှလက်လက်ထနေသည်ရုပ်ရည်ချုံမောသောမိမပြူတယောက်နှင့် ပြိုင်ဆိုင်ပြီးရောင်းသည်ဆိုရ၌ သူ့တက်သားလွန်သောအချက်များရှိမှသာစွန်နိုင်မည်ဆိုသည်ကိုလည်းတင်မောင်ကတီးပြီးသားဖြစ်၏ဗီဒူဘလောက်လဲပြို့ငားမှုပါပဲဗျာစီးကရက်လာဝဲသူမှာတင်မောင်နှင့်စားသောအတော်ကြီးပင်ငယ်ရွယ်ပုံရ၏တို့ရတွင်ရိုသေးစွာဆက်ဆံသည်55ပြမရဘူးလားကဲယူသွားယူသွားမိမပြို့တယောက်နှင့်ရှင်ပြန်ရ၌ဤသို့လျှင်မိဖြစ်ရေးအတွက်လျှော်ယောင်းနိုင်ဝုံယုံသားမကား ဆယ်ပြားအမျက်ကိုတလစားမိအစားငါးပြားအမျက်ကိုတစ်နှစ်စားမိဟုသောတတိမျိုးရှိဖို့လိုပေသည်ဒီမြသာမကသည်ကွန်းစားပါအောင်လားပတ်စံမပါဘူးဗျအမလီစားခြင်းရစားရပါတယ်ပတ်စံမပါလဲဘာဖြစ်လဲညော့စားပါဒီကဲတူလေလူတိုင်း၏နှစ်သက်စေမှုကို ဖန်တီးယုံသားမကကွန်းကမမျက်လျင်စစ်လိစီကရက်နှင့်တခြားတိုလီမုတ်စာများမှမျက်လိမ့်မည်ဟုရည်ရွယ်ထားပေသည် ကွန်းရကိုဝေသူအကြိုက်လိုက်ပြီးလက်ဖွာဖွာနှင့်ရာပေးပြန်လေသည် အချို့ကာလာသားကလေးများမှာမျက်စောင်းထိုးဆိုင်မှကွန်းရတဲ့မကလေးကိုအိုးပန်းလို့တော့လေဓာတ်ရိုက်မသွားရဲကြရကတင်မောင်ဤဆိုင်မှလမ်းပြီးတစိတစောင်းလူရောင်ပြရန်အတွက် တင်မောင်ဤဆိုင်သို့ရောက်လာကြ၏ဒီအခါမျိုးတွင်တင်မောင်က ဆိုင်ရှိတွင် ခုံတန်းရကလေးတွေကိုခြာပေးထားလိုက်လေသည် သူ့ဆိုင်သို့ ရောက်လာသည့်နောက်၌တယောက်မဝဲတယောက်ဝဲဝဲကြုံသာမကကိုရကိုမနှံမျောတမ်းပေးနေသည့်အတွက်မိန်များလာလိမ့်၏။ယော့ယော့စာဖတ်ကျင်ကြရင် သူ့ဆိုင်ရှိခုံတန်းရပေါ်မှနေပြီးတစ်ဖက်ဆိုင်ရှိ အမျိုးသမီးအားလူလုံးပြနေသူများကိုကြောင်ကြောင်ကြီးထိုင်မနေရစေရန်အတွက်ဇာအုပ်လက်လာကလေးများကို ထုတ်ပေးပြန်လေသည်။ထို့ပြင်ဆိုင်ရှိတွင်ဆူဆူပြပြတန်းတန်းရှင်းရှင်းရှိနေစေရန်အတွက် နက်နက်တိုင်းရေဖြန်းပေးထား၏တောမဈေးဝယ်လာသူများကားဆောင်သူများစသည်တို့ခိတခဏဝင်ရောက်နားနေရန်အတွက်တန်းရပူများထတ်ချထားသည်အရေးအတွက်ကျူထရန်ကို မိုးထားပြန်၏တောသူတောင်သားများမှာများသောအားဖြင့်စိုင်ကုန်းရကို မကြိုက်ကြပေအချို့ကမူကိုရတရားကိုငားပြလို့မတန်လိုက်တာဟဲ့ဟူ၍များပင်ပြောတတ်ကြသည်သည်ဤသို့သောသူများအတွက် ဆိုင်ရှိတွင်ဇပွဲတစ်လုံးနှင့်ကွန်အစ်တစ်လုံးကို ချပေးထားလေသည်တင်မောင်၏ထူးခြားချက်မှာဤတစ်ချက်သည် အထူးခြားဆုံးပင်ဖြစ်၏ကွန်ရဆိုင်ကကွန်အစ်တီသည်ဆိုခြင်းမှာ ထူးခြားချက်တရက်ဟု ဆိုရပေမည်သို့သော သူ့ဆိုင်မှာပို၍ကြီးကျယ်လာ၏ပို၍မိန်များလာ၏ဆိုင်မှာကွန်ရကိုကြိုက်သူက သူတီထားသောကွန်အစ်ကို စားလိမ့်မည်မဟုတ်ပေထို့ကြောင့်သူ့ဆိုင်မှာ ကွန်ရအယောင်ရမထိုင်မီတော်ပြီလေကွာငါဆိုင်မှာလူစီဖို့ပဲလိုတာပဲမှန်မေသည်သူ့ဆိုင်၌လူမျိုးမျိုးဖြင့်ပြည့်နှက်နေပေသည်ယင်းတို့လူလာနေပြီဆိုသောအခါ၌ပစ္စည်းစုံအောင်ထားဖို့ကသူ့တာဝန်ဖြစ်၏ရေမွေးပလင် ပေါင်နာဘူးဝန်းနှုတ်စီတကြားလုံးမုံ့မအစာလက်နှိပ်တံမီးပင်မကြံရအောင်စွဲတင်ထားလေသည်မယောင်ရတော့လေဆိုင်၏မျက်နှာပန်းလှမှုကို အထောက်ပံ့ပေးလေသည် ထို့ကြောင့်သူဆိုင်တွင်ခိတ္တဝင်ထိုင်သော တောသူတောင်သားများသည်နားနေခိုင်း၌ဆိုင်ကလေးကို ကြည့်မိကြသည်ချိုချင်းချောကလန်ဘစ်ကွတ်မုတ်စသည်များ အပေါ်သို့မျက်လုံးရောက်သွားသောအခါအိမ်မသားငယ်မြင်းငယ်ကလေးများကို အမတ်ရလာသည် ထိုင်ပါခမညာကွန်းစားပါခမညာတင်မောင်ဤဖော်၍မှုနှုတ်ချုံမှုများကလည်းယိုသားသောကျေးလက်သားများအတွက်နှိမ့်မြုပ်စပွဲဖြစ်လာရ၏ အချို့ကလည်းသူ့ဆိုင်မှာဝင်ထိုင်လေတခုခုကိုမှမဝယ်လည်းမတော်ဘူးအထင်ရှိကဝယ်သွားကြ၏မျက်စောင်းထိုးဆိုင်သည် လူကိုပန်းပြပြီးကုန်ပစ္စည်းကိုဖြစ်ကြက်ဆန်လှုပ်ထားသည်ရင်းသည့်ဆိုင်၌ကာလာသားနှင့်လူကြီးလူရှုံများအတွက်သာရည်ရွယ်သော စီကရန်စေဘောလေးကွန်ရများသာရှိတော်လေတေမောင်၏ဆိုင်၌ကပြောင်းမှုဖတ်ကွန်သည်ဖတ်စလိမ်များပါမကြံရှိရာကတေမောင်မှာ ေါ်ရွေမှုပစ္စည်းစုံမှုကြောင့်တောမိတ်များလာသည်လက်ဖွာမှုလောကကောင်းမှုကြောင့်မြို့မိတ်များလည်းတနေ့တခြားတိုးလာခဲ့လေသည်ဒီပြင်ဘာပစ္စည်းမှမတင်နိုင်ပေမဲ့လေ secret ကိုတော့တင်နိုင်သလောက်တင်ထားရမယ်ကွအဲ့ဒီလိုမှမတင်နိုင်သေးရင်ဆိုင်ရဲ့အင်္ကာနဲ့မပြည့်စုံသေးဘူးကွတင်မောင်သည်ကျွန်တော်အား secret ဤဆွဲဆောင်နိုင်မှုများကိုပြောပြခဲ့လေသည်နောက်ပိုင်းတွင်တင်မောင်ဤဆိုင်မှာကြီးကျယ်ခမ်းနားစွာဖြင့် တင်ကြံခဲ့၏ဘေးမကင်းသောရုပ်ပြမှုဖြင့်ကွန်ရကိုဖြစ်ကြက်ဆန်ရောင်းသောဆိုင်မာကရုပ်ပြက်သည်နှင့်အတူဆိုင်မာပြုတ်သွားရလိမ့်၏ထို့ကြောင့်မြမဆိုင်များပြုတ်ခြင်းသည်အယောင်းဝယ်ထိုင်းမှန်းမှုနှင့်မပတ်သက်ပါ비ဈေးတယ်မပီတတ်မှုများကြောင့်ပြုတ်ရသည်ဟုသာဆိုခြင်းမာတော့သည်အယောင်းဝယ်ထိုင်းမှန်းမှုကြောင့်ပြုတ်ရသည်ဟုဆိုလျှင်တရုတ်ဆိုင်တွေကတော့ဘာကြောင့်ရက်တီနေနိုင်ရသနည်းထို့ပြင် မြည်သည့်အကြောင်းကြောင့်အစ်စ်တွေအစ်စ်တွေတိုးပွားလာရပါသည်နီအမှန်မှာတတိမမူမိသော အဖိုးတန်ချက်လက်ကလေးတွေရှိပါ၏တတိမူမိကြမည်ဆိုပါက ရင်းချက်ကလေးညံဆန်းအကြံဆန်းကလေးများသည်အဆွေတို့အားချမ်းသာမှုကို ပေးပါလိမ့်မည်မိမိနှင့် အပြန်ရောက်နေသောဆိုင်မိမိဆိုင်အားအပြုတ်ချနေသောဆိုင်စသဖြင့်ဆိုင်တီသူတိုင်းတွေ့တတ်ကြရရာ ဈေးတည်ဤနီးဖြစ်တိုက်ခိုက်လာသော ရန်သူကိုဆဲဆူဆောင်းမြောင်းနေခြင်းကအရာမထင်ပါဘူးဈေးတည်ဤဖြစ်ပြန်လန်တိုက်ခိုက်ဖြိုလဲသောနီးကလေးများသည် အလွန်တိမ်မွေ့ပါ၏တနည်းဆိုသောချစ်စပွဲပင် ကောင်းလာပါသည်သည်ထို့ကြောင့်အယောင်းဝယ်သမားတိုင်းသည်ဈေးတည်စံဝင်စားနိုင်ကြစေလိုပါသည် နာဆင်ပေးသူအလုံးကိုကျေးဇူးတူးပဲတင်ရှိပါတယ်ရှင်